သူ့ရဲ့အခန်းကဏ္ဍကိုအဲဘယ်လိုခေါ်မလဲဒီဒီဒီညင်ပယ်ဖို့စူးစမ်းဖို့ပေါ့နော်ညင်ပယ်ဖို့စူးစမ်းကြတယ်ဆိုအောင်တော့သူ့ရဲ့အခန်းကဏ္ဍကိုကျမတို့ကဘယ်လိုနည်းနဲ့မှအဲပယ်ဖြောက်လို့မရနိုင်ဘူးဆိုတာဒါကသက်သေခံတယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ तू ကငိုရဲဟိုက predict ပေါ့နော်ဟိုကြိုပြီးတော့ပြောထားခဲ့ပြီးသားပေါ့နော် तू မရှိဘဲရွေးပြီးဆိုရင်သူ့ရဲ့အောင်မြင်မှုပဲဆိုတော့ အဲတကယ်ပြောရကြေးဆိုလို့ရှိရင်အာနာကိုရွေးကောက်ပွဲရတဆင့်ဖြတ်တန်းပြီးတော့မှအဲတရားဝင်မှုဖြစ်မယ်ဆိုတဲ့ကိစ္စကို သူတို့ကဘယ်တော့မှလက်မခံခြင်းခဲ့ဘူးပေါ့နော် ဒါသက်သေတွေရှိပြီးသားပေါ့နော်ဒါပေမဲ့တစ်ဖက်မှာလဲအဲသူတို့အမျိုးမျိုးဖြစ်နေရတဲ့အကြောင်းရင်းอ่ะဒီလိုမှလက်မခံရင်သူတို့ရဲ့တရားဝင်ဖြစ်မှုကဘယ်တော့မှရမှာမဟုတ်တော့ဘူးဆိုတဲ့အခါကြတော့ဒါဟိုပဲပြန်ပြီးတော့ဖက်တွယ်လာရတယ်ပေါ့နော်သူတို့ဟိုမဘရာလိုဖြစ်တာပေါ့နော်အယူမီဝိုင်းဖြစ်တယ်တစ်ဖက်မှာလုံးဝမကြိုက်တဲ့လုံးဝလက်မခံကျင်တဲ့အဲတနည်းအားဖြင့်ပြောရင်ရုပ်ောက်ပွဲနဲ့ပတ်သက်ရင်သူတို့မှာသူတို့ကိုသူတို့ယုံကြည်မှုမရှိဘူးပေါ့နော်အဲဆိုတော့တမိုင်းတစ်လျှောက်ပေါ့နော်ရုပ်ောက်ပွဲလှုပ်တိုင်းလှုပ်တိုင်းမှာသူတို့ကိုယ်တိုင်တော့၎င်း ်သူတို့နဲ့ဆက်ဆက်နေတဲ့နိုင်ငံရေးပါတီများတော့၎င်းဘယ်တော့မှအနိုင်ရခဲ့တယ်ဆိုတာမရှိဘူးပေါ့နော်အဲ့အတော့ကြောင့်မလို့ရုပ်ောက်ပွဲနဲ့ပတ်သက်ရင်ကြောက်တယ်ရုပ်ောက်ပွဲကိုမဖြတ်သန်းခြင်းဘူးအဲ့ဒီအနေနောက်ဆက်တွဲဖြစ်လာတဲ့အကျိုးဆက်ကတော့ကြောက်တဲ့အတော့ကြောင့်မို့ဘူးဒီရုပ်ောက်ပွဲကိုအသေးမှမပြုတ်တဲ့ကိစ္စတွေလောက်လာတယ်ပေါ့နော်ရုပ်ောက်ပွဲရလက်တွေကိုအဲလိန်ညာတယ်လို့ဆွဆွဲတာတွေလောက်တယ်ဒါပေမဲ့ တဖက်မှာလည်းအဲ့လိုလှုပ်ပြီးတော့ရလာတဲ့အာနာဟာလက်ပူအောင်ကင်ထားလို့မရဘူးပေါ့နော်ဒီဟာအာနာအစ်စ်အမှန်လည်းမဟုတ်ဘူးဆိုတာကိုသိတဲ့အခါကျတော့နောက်ဆုံးတော့ရွေးကောက်ပွဲကိုပြန်ပြီးတော့အာကိုကိုကြိုးစားတယ်ပေါ့နော်ရွေးကောက်ပွဲတစ်ခုကိုဖြတ်တန်းတယ်အဲဒါပေမဲ့အာနာကိုလက်မလွတ်နိုင်တဲ့စိတ်အခြေခံရှိတဲ့တော့ကြောင့်မလို့ဒီရွေးကောက်ပွဲကိုတမတမတ်ကြတဲ့နီလန်းတွေနဲ့လှုပ်လို့မဖြစ်ဘူးဆိုတဲ့အသိအရလည်းသူတို့မှရှိတယ်ပေါ့နော်အဲ့အတော့ကြောင့်မလို့အတတ်နိုင်ဆုံးတမတမတ်မကြနိုင်ဆုံးနီလန်းပေါင်းစုံကိုသူတို့ကြိုးစားတယ်ပေါ့နော်အဲဒီ ီနိုင်ငံရေးပါတီမပုံတင်ခြင်းဥပဒေနောက်ရွက်ောက်ပွဲဆိုင်ရာဥပဒေစသဖြင့်ပေါ့နော်ဒါတွေအကုန်လုံးကိုလိုက်ပြီးတော့အဲနှီးပေါင်းစုံနဲ့ပေါ့နော်အဲသူတို့အာနာမရအောင်သူတို့အာနာရော့ပါသွားအောင်ချင်းချောက်နိုင်တဲ့ potential ရှိတဲ့နိုင်ငံရေးပါတီဖြစ်စေလူပုဂ္ဂိုလ်ဖြစ်စေပေါ့နော်ဒီရွက်ောက်ပွဲနဲ့မပတ်သက်အောင်သူတို့နှီးပေါင်းစုံနဲ့လုပ်တယ်ပေါ့နော် အအဓိကတော့စစ်အာဏာရှင်ရဲ့အဆိုးရွားမှုတွေပေါ့နော်မကောင်းတာတွေအကုန်လုံးသူတို့သဘောပေါက်ပါတယ်သူတို့မသိစရာမရှိဘူးသိတယ် အဲဒါပေမဲ့အသေးစိတ်တော့တို့သိမသိဘူးပေါ့နော်တချို့ကိစ္စတွေကအခုမှပို့ပြီးတော့သိလာရတယ်နောက်တစ်ခုကမြန်မာရဲ့ဒီပထဝီနိုင်ငံရေးအနေအထားအကြက်တဲကိုလေတို့အားလုံးကအတိအမှတ်ပြုတ်ရယ်ပေါ့နော်အာဒီဟိုမြေရှားလို့တဘာဝအရင်အမြစ်တွေညားတဲ့နေတူတဘာဝအရင်အမြစ်တွေအပြင်ကိုကျမတို့ရဲ့ပထဝီနိုင်ငံရေးအနေအထားအရာပေါ့နော်အနီးအင်းနီနာချင်းနိုင်ငံတွေရဲ့ အဲဒီနိုင်ငံရေးရကျွန်တော်တို့ပေါ်မှာအများကြီးတက်ရောက်တယ်ဆိုတာကိုလည်းသူတို့သိတယ်ပေါ့နော်အဲ့ဒီအထက်ပို့ပြီးတော့သူတို့တကယ်တမ်းအဲအားမလို့အားမရဖြစ်ပြီးစိတ်ပြတ်နေတာတခုကတော့ကျွန်တော်တို့ဒီຫນွေဥတော်လှန်ရေးဘက်တော်သားလို့ပြောရဲပေါ့နော်ဆီအာနာရှင်စနစ်ကိုတော်လှန်နေဆိုတဲ့သူတွေကြားထဲမှာ အာလုံလောက်တဲ့ပေါ့နော်စူးစီးမှုမရှိတာပေါ့နော်ညင်ညွတ်မှုမရှိတာဟာပြဿနာမဟုတ်ဘူးစူးစီးမှုမရှိတာဟာပြဿနာဆိုတာကိုတို့သိတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့စစ်အာဏာရှင်ဘက်ကသူတွေနဲ့စကားပြောရင်အဲလူနည်းစုလေး၄၅ယောက်ကိုပေါ့နော်ဒီ ဟိုစစ်ကောင်းဆောင်အပါဝင်၄၅ယောက်လောက်ကိုစကားပြောလိုက်လို့ရှိရင် change of command လို့ပြောရမယ်အဲဒီအမိတ်အာနာစီစဉ်မှုကသူကနဲ့သူသွားတယ်ဆိုတဲ့အခါကျတော့တိတ်အများကြီးပြောစရာမလိုဘူးပေါ့နော်ဒီဘက်မှာဆိုရင်တော့လူ90နဲ့ပြောရင်လည်းမလောက်ဘူးလူ900နဲ့ပြောရမလားဆိုတာမျိုးဖြစ်လာတဲ့အခါမှာသူတို့အဆင်မပြေဖြစ်တယ်ပေါ့နော်သူတို့ကအဲ့လိုမဖြစ်ချင်ဘူးသူတို့ကိုနှုံနှဲစုနဲ့ပဲလာပြီးတော့ပေါ့နော်အဲ့လူနှဲစုကို mandate အပြည့်အဝပေးလိုက်တဲ့ ဟာမျိုးကိုသူတို့လိုချင်တယ်ပေါ့နော်အဲဒါဒီမိုကရေစီပဲပေါ့နော်ဒီမိုကရေစီနိုင်ငံတွေမှာဟာလာလူတိုင်းဟာလူတိုင်းကိုကိုစားပြုတယ်ဆိုပေမဲ့အဲတတ်တတ်မှတ်မှတ်ကိုစားပြုတဲ့ body တခုကိုတော့အားလုံးကသဘောတူပြီးတော့ကြည်ပြူစွာအနှင်းရမယ်ပေါ့နော်ဒီလုပ်ပိုင်ခွင့်ကိုအနှင်းရမယ်ပေါ့အဲ့လိုမျိုးမရှိတဲ့ခါကျတော့သူတို့မှာအဒီဒီလောက်ရတယ်သူတို့ဆက်ဆံရတဲ့သူတွေကဒီဘက်မှာတအားများတဲ့အခါကျတော့သူတို့မှာစိတ်အနှောင့်အယှက်ဖြစ်ရတယ်အဲသူတို့ မြင်တာကအဲ့လိုမျိုး body တစ်ခုခုဟိုအားလုံးကသဘောမတူဘဲနဲ့ကြိုးကြောင်ဖြစ်နေတဲ့အတွက်ကြောင့်မလို့သူတို့ကိုယ်တိုင်ကလည်းတစုစုကိုအားနဲ့အင်းနဲ့ထည့်ပြီးတော့ကုညီရတဲ့အခါတွေမှာ အခက်အခဲရှိနိုင်တယ်လို့မြင်တဲ့အတွက်ကြောင့်မလို့သူတို့ကုညီဖို့တွန့်ဆုတ်တယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်မနားလည်မိသလောက်တော်တော်များများအာနိုင်ငံတကာလူတွေနဲ့ပြောတဲ့အခါမှာသူတို့ရဲ့ထုတ်ပြောတဲ့စကားတွေပါပဲဟုတ်အဲတော်တော်များများကတော့သူတက်ရှိထင်ရှားရှိမရှိ ဆိုတာတောင်မှသိခွင့်မရတဲ့ပုံမှာတော်တော်တော့အားမလို့အားများဖြစ်တယ်ပေါ့နော် PR တွေလည်းအရာမရောက်ဘူးနောက်သူတို့ကလည်း PR ကိုဟိုအရင်လိုပေါ့နော်ဟိုဒေါ်ဆန်းစုကြည်တယောက်တည်းကို PR ပေးရတဲ့ကိစ္စမျိုးကိုအဲမလုတ်ဖဲနဲ့အများစုကိုပဲသူတို့ကဖြစ်ဖြစ်နေတဲ့အနေအထားအရာပေါ့နော်လူအများစုကဒုက္ခရောက်တဲ့ခါကျတော့သူ့အပါအဝင်အားလုံးကို PR ပေးပြီးတော့ ဟလာစူးစမ်းမယ်ဆိုတဲ့စိတ်ကူးမျိုးတော့ရှိကြတယ်ပေါ့လေဒါပေမဲ့တကယ်တကယ်မှာတော့ဒေါန်ဆန်းစုကြည်နဲ့ပတ်သက်ရင်စိုးရင်ပူပန်မှုကဟိုတော်တော်လေးမရုတ်လျော့ပါဘူးမနှဲပါဘူးပေါ့နော်ဟိုအများစုကစိတ်ဝင်စားနေတာကဒီအအခြေအနေဒီအခင်းချင်းမှာဟလာသူ့ရဲ့တက်ရောက်နိုင်စွမ်းကိုပေါ့နော်ဟိုပို့ပြီးတော့အတိမတ် ပြုတ်လာကြတယ်လို့လည်းကျွန်မမြင်နေပေါ့နော်အခုနပြောသလိုပေါ့လေဒီဒီဘက်မှာလူ900နဲ့ပြောရမလားလို့စဉ်းစားနေတဲ့အချိန်မှာသူ့ရဲ့အခန့်ကဏ္ဍကိုပို့ပြီးတော့ဟိုနိုင်ငံတကာလွမ်းဆွတ်လာတယ်ပေါ့နော်ဟိုသူသားရှိမယ်ဆိုလို့ရှိရင်တော့လူ900နဲ့လူ9000နဲ့စကားပြောရတဲ့အနေအထားတက်တာသွားနိုင်နေဆိုတဲ့ဟာမျိုးတွေးလာတဲ့ဟာတွေလည်းရှိပါတယ် ကပါဖြစ်နေသေးပါပဲဒါကြောင့်လည်းခုချိန်ထိသူ့သတင်းဟိုတောင်အမှောင်ချတယ်ပေါ့နော်သူ့ကိုလှုပ်ဖို့လို့မပြောနဲ့ပေါ့နော်သူဘယ်မှာရှိနေတယ်သူဘယ်လောက်ကျန်းမာတယ်မကျန်းမာဘူးဆိုတော့သတင်းဟိုတောင်အမှောင်ချတယ်ဆိုတာကဟိုအင်မတန်ကြောက်စရာကောင်းသလိုအင်မတန်အသုံးချလို့ရတဲ့အဲလူမှန်လဲသူတို့သိတယ်ပေါ့နော်သူ့ရဲ့အစွမ်းကရှိနေသေးတယ်တယောက်တည်းသောကိုစားပြုသူတော့မဖြစ်နိုင်ဘူးပေါ့လေသို့တော်လေသူ့ ညအခမ်းကဏ္ဍဟာတော်တော်များများပြဿနာတွေကိုဖြေရှင်းလို့ရနိုင်သေးတယ်ရနိုင် လောက်သေးတယ်ဆိုတာကိုသူတို့တပ်နည်းအဖြစ်ဝန်ခံပါတယ်ဒီဝန်ခံလို့ပဲသူ့ကိုဖျောက်ထားတာပေါ့နော်အဲမဟုတ်မခံဘူးဆိုလို့ရှိရင်ဒါဖျောက်ထားစရာအကြောင်းမရှိပါဘူးဆိုတော့အဲ့ဒီလိုဟိုကြားဖြေတစ်ခုထွက်သွားမှ ိုလုံနိုင်စွမ်းဟာသူ့မှာရှိနေတယ်ဆိုတာကိုသိတဲ့အတွက်ကြောင့်မလို့ဟိုသူတို့လိုချင်တဲ့အဖြစ်မရမချင်းပေါ့နော်သူ့ကိုတင်ထားမယ်ဆိုတဲ့စိတ်ကူးနဲ့ဒီအရွေးတွေကိုရွေးနေတာလို့ပဲကျွန်မကတော့ပြောချင်ပါတယ်အဲသူပြောရတဲ့စကားလေးကျွန်မပြန်ပြီးသတိရတယ်ပေါ့နော်သူ့ရဲ့အောင်မြင်မှုကိုဘာနဲ့တိုင်းတာမလဲဆိုတော့သူမရှိတော့တဲ့အချိန်မှာတောင်မှအဲ့နိုင်ငံကရွေ့သွားတယ်ဆိုတဲ့ဟာမျိုးကိုသူကပြောတယ်ပေါ့နော်ဆိုတော့ ကျွန်တော်တို့ဘလို့ပဲအဲသူနဲ့ပတ်သက်လို့ပေါ့နော်စိတ်ခံစားချက်တွေဘလို့ပဲရှိရှိပေါ့နော်ကျွန်တော်တို့ဘလို့ပဲမြင်မြင်ပေါ့လေလက်ရှိအနေအထားဟာသူ့ရဲ့အောင်မြင်တဲ့အချိန်လို့တောင်ပြောလို့ရတဲ့အနေအထားဖြစ်နေတယ်။သူမပါဘဲနဲ့ကျွန်တော်တို့ရွေ့နေကြတာ哦ဆိုတဲ့အခါကျတော့ဟောတကယ်တမ်းပြောရကြေးဆိုလို့ရှိရင်အဲဘလို့ပဲကျွန်တော်တို့ကကိုယ်ရဲ့ပေါ့နော်တကိုယ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကြောင့်ဖြစ်စေအဲစဉ်းစားတွေးခေါ်မှုတွေကြောင့်ဖြစ်စေသူ့ရဲ့အခန်းကဏ္ဍကို အဲဘယ်လိုခေါ်မလဲဒီဒီဒီညင်းပယ်ဖို့စူးစားဖို့ပေါ့နော်ညင်းပယ်ဖို့စူးစားကြတယ်ဆိုအောင်တော့သူ့ရဲ့အခန်းကဏ္ဍကိုကျွန်တော်တို့ကဘလို့နီးနေမှအဲပယ်ဖြောက်လို့မရနိုင်ဘူးဆိုတာဒါသက်သေခံနေပေါ့နော်ဘာဖြစ်လို့ဆိုတော့ तू ကငကိုရဲဟိုက predict ပေါ့နော်ဟိုကြိုပြီးတော့ပြောထားခဲ့ပြီးသားပေါ့နော် तू မရှိပဲရွေးပြီးဆိုရင်သူ့ရဲ့အောင်မြင်မှုပဲဆိုတော့ကျွန်တော်တို့ကသူ့ရဲ့အောင်မြင်တဲ့အချိန်မှာရောက်နေတယ်လို့တော့ပြောလို့ရတယ်ပေါ့နော်ကိုတလောကဥပဥစား မာလီကျွန်းကပွဲမှာလဲကျွန်မကဒီ Al Jazeera သတင်းတောက်နဲ့အဲ့ဒီကိစ္စတွေပြောတဲ့ချိန်မှာသူသူကဒီမေကွန်မျိုးမေးတဲ့အခါမှာကျွန်မလည်းအဲ့လိုပဲဖြေမိတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အခုအနေထားအဲ့လိုဖြစ်နေတဲ့အခါကျတော့ကျွန်မတို့အနေနဲ့ဘလို့ပဲကိုယ့်ရဲ့တကိုယ်ရေးပေါ့နော်ဇန္နာတွေအရာသူ့ပေါ်မှာဘလို့ပဲအဆုံးဖြတ်ပေးပေးဘလို့ပဲ charge လုပ်လုပ်ပေါ့နော်။သူ့ရဲ့အောင်မြင်မှုနဲ့ပတ်သက်ရင်ကျွန်မတို့ဟိုမျက်ွယ်ပြုဖို့လို့အင်မတန်ခက်ခဲတဲ့သူမျိုးပါပဲလို့ပြောပြရစီ။

ါပေမဲ့လည်းစိတ်မချသေးဘူးပေါ့နော်သူတို့ရဲ့ဒီ self confidence လို့ပြောတယ်ကိုယ့်ကိုယ်ကိုယုံကြည်မှုဟာတော်တော်ကိုကုန်ခန်းနေပြီဖြစ်တဲ့အခါကျတော့ဒါဟာမလုံလောက်ဘူးလို့ယူဆတဲ့အတွက်ကြောင့်မလို့လူထုကိုအနည်းနဲ့အများဖျားယောင်သွေးဆောင်နိုင်မဲ့အစွမ်းရှိတယ်လို့ထင်တဲ့ဖျော်ပြေးရေးလောကကပေါ့နော် entertainment industry ကလူတွေကိုအသုံးချပြီးတော့မှရွေးကောက်ပွဲကို လူတွေလက်ခံလာလေမလားဆိုတဲ့ကြံစည်မှုအထိလောက်လာတယ်ပေါ့နော်အဲ့ဒါကိုကြည့်မယ်ဆိုလို့ရှိရင်ဒီရွေးကောက်ပွဲကဟိုစစ်မှန်တဲ့ရွေးကောက်ပွဲပဲနင်းနေမှာမဖြစ်နိုင်တဲ့ need to ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့တောင်မှပေါ့နော်ဒီလောက်အများကြီးအဲလုတ်ထားတဲ့ဂျားတွေကတောင်မှသူတို့ကိုသူတို့ဘာယုံကြည်မှုမှမရှိဘူးဒီရွက်ောက်ပွဲဟာအာသူတို့ရဲ့ပေါ့နော်အနာဂတ်ကိုတော့၎င်းသူတို့ရဲ့အဲလူအတိအမှတ်ပြုခံရမှုနဲ့ပတ်သက်လို့တော့၎င်းဘာမှ ဆောင်ရွက်နိုင်မှာမဟုတ်ဘူးဆိုတော့ဒီစိတ်ခံစားချက်ကိုလှစ်ဟာပြနေတာပဲလို့ကျွန်မတော့ပြောချင်ပါတယ်အခေဆက်ဆက်ကတော့သူတို့ဖိနှိပ်လို့ရတာတွန်းအားပေးလို့ရတာဟာဖျော်ဖြေရေးလောကလူတွေပေါ့နော်အဲကျွန်မတော့ဒီလိုပဲသုံးချင်ပါတယ်အမှုပညာကိုလက်နဲ့အဖြစ်နဲ့သုံးတဲ့ကိစ္စကတော့ဝါရဖြန့်ချီမှာအများကြီးသုံးတယ်ပေါ့နော်အဲဆိုတော့ တကယ်တမ်းကအဲကျမမြင်တာအမှုပညာတိလွတ်လပ်သော form ဖြစ်တဲ့အခါကျတော့ဝါရဖြန့်ချီရေးအတွက်သုံးရင်အမှုပညာမဟုတ်တော့ဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်တို့ရဲ့အဲဥတီယာအုပ်စုတီဖြောပြေးလောကလူပါအမှုပညာသမားလို့ကျမမသုံးပြရစေနဲ့အဲ့တော့ဖြောပြေးလောကလူတွေရဲ့အကြက်အတဲကအာဒီအကြက်အတဲဆိုတာကိုဟိုခေဆက်ဆက်ထဲကတိထားပြီးသားပါအဲ့တော့ပြောပြရေးလောကလူတွေမှာဒီအခက်အခဲအကြက်တဲရှိနိုင်တယ်တစ်ဖက်ကလည်းအဲရေးယူမယ်ဆိုတာရှိနိုင်တယ်အဲနောက်တစ်ဖက်ကလည်း သူနီးသူဟန်နဲ့သူတတ်နိုင်တဲ့နီးနဲ့အေးအေးယူမယ်ဆိုတာရှိနိုင်တယ်ပေါ့နော်အဲ့တော့အဲ့ဒါကတော့ဟိုအစမ်းတကြေမဟုတ်ဘူးပေါ့နော်ဒီစစ်အာနာရှင်လိုအာနာရှင်လက်အောက်မှာနေရာတိုင်းဒါဟာရင်ဆိုင်ကြုံတွေ့ရမယ်ကိစ္စမျိုးဖြစ်တယ်ဆိုတော့အရေးကြီးတာကတော့ကိုယ့်ရဲ့အဲတကယ်စစ်မှန်တဲ့ပေါ့နော်စိတ် ဘယ်လိုဖြတ်တမ်းမယ်ဆိုတာကိုပိုင်းဖြတ်ထားဖို့ကပို့အရေးကြီးတယ်ပေါ့နော်ဘယ်ဟာကိုရွေးမလဲဆိုတဲ့ရွေးချယ်မှုကိုတော့လောက်ရလိမ့်မယ်အဲ security လို့ခေါ်တဲ့ကိုယ့်ရဲ့တကိုယ်ရေးပေါ့နော်အဲအကာအကွယ်ကိုဦးစားပေးမယ်ဆိုလို့ရှိရင်တော့တစ်ဖက်မှာတော့တစ်ဖက်ကခုနပြောသလိုပဲပေါ့နော်ဒီ ဟိုဟာအပြစ်ပေးမယ်ဆိုတော့အချင်းချောက်မှုတွေကိုခံရမယ်ဆိုတော့ဒါကတော့ဟိုရွေးဖို့တိတ်ခတ်ပါတယ်ဟာလာဘသူ့ဟိုမှာလဲအပြစ်ပြောပြီးတော့ جماعه တော့မပြောချင်ဘူးအင်မတန်ခက်ခဲကြက်တဲတဲ့အနေအထားကိုသူတို့ဖြတ်တန်းနေရတယ်ဆိုတာကိုတော့ جماعه နားလေတယ်လို့ပြောနိုင်ပါတယ်ပေါ့နော်စာနာတယ်လို့တော့မပြောနိုင်တော့လဲနားလေနိုင်တယ်လို့တော့ جماعه ပြောနိုင်တယ်ဆိုတော့အင်မတန်ခက်ခဲတဲ့အနေအထားတစ်ခုကိုတော့ရောက်ပါတယ်သို့တော့အဲ့ဒီခက်ခဲတဲ့အနေအထားနောက်ထပ်နောက်ထပ် ဖြစ်အောင်မဲ့အနေအထားမျိုးပေါ့နော် နောက်ထပ်နောက်ထပ်ဖြစ်မဲ့အခြေအနေမျိုးကိုမပေးဖို့ဆိုတာကပိုအရေးကြီးတယ်လို့ကျွန်မတော့မြင်တယ်ပေါ့နော်ဒီလိုပဲအဲဒလင်းခောက်ခွေးနဲ့ဒီအာနာရှင်စနစ် ရေရှည်တည်တတ်နေအောင်မယ်ဆိုရင်တော့ဒီလိုအခက်အခဲအကြက်တဲမျိုးဟာကျင်းသေးကြုံတွေ့ကြရအောင်မှာပဲပေါ့နော်အခုတကွေမကြုံရင်နောက်တကွေကြုံရမှာပဲအခုတကွေလွတ်သွားတယ်ဆိုပြင်မဲ့နောက်တကွေမှာအလွတ်ခံမှာမဟုတ်ဘဲမဟုတ်ဘူးဆိုတာပေါ့နော်ဒီအသည့်ကိုတော့ဟိုစဉ်းစားစီခြင်းနဲ့အဲနှစ်ဖက်ကြက်တဲတယ်ဆိုပြင်မဲ့ဒီနှစ်ဖက်ကြားထဲမှာကိုက အနာဂတ်နဲ့ပတ်သက်ရင်ဘလို့မြင်သလဲပေါ့နော်ခုနလိုကိုကိုကိုယုံကြည်မှုမဲ့စွာနဲ့မြင်မာလားကိုကိုကိုယုံကြည်မှုရှိစွာနဲ့အနာဂတ်အတွက်ငါတို့ရဲ့ပိုင်းဖြတ်လုတ်ပိုင်ခွင့်အတိုင်းအတာကိုဘလောက်ထိအသုံးချမလဲဘလောက်ထိတောင်းခံမလဲဘလောက်ထိရင်ဆိုင်ကြော်လွှားမလဲဆိုတာတော့တူဦးချင်းစီရဲ့ဆုံးဖြတ်ချက်လို့ပဲကျွန်မမြင်ပါတယ် အပြောမယ်ဆိုတော့အရှိန်နဲ့အများကြီးပေါ့နော်အဓိကကတော့အဲကျွန်မထင်တယ်ဒီဟို physically ပေါ့နော်လူကိုယ်တိုင်ကိုဟိုဒုက္ခပေးတဲ့ကိစ္စတွေရှိတယ်ပေါ့နော်သတင်းတောက်တွေကအများစုကအဖမ်းခံရတယ်ပေါ့နော်အဲပြီးတဲ့ခါကျတော့တပ်ဖြတ်ခံရတဲ့အထိရှိတယ်နော်အဲနောက်တစ်ခုကကျတော့ဒီသတင်းလွတ်လပ်တဲ့သတင်း agency တွေကိုအဲ license တွေဖြုတ်လိုက်တဲ့ကိစ္စပေါ့နော် license တွေအေကိုရုပ်သိမ်းလိုက်တယ်အဲ့ဒီ အပြင်ကိုအဲ့ဒီသတင်းရုံးခန်းတွေကိုပါဝင်ပြီး rate လုပ်တယ်ပေါ့နော်ဖန်းစီတယ်ဆိုတဲ့ကိစ္စလုပ်တယ်အဲ့ဒီအပြင်နောက်ထပ်ဘာတွေလုပ်သေးလဲဆိုတော့ဒီဥပဒေကြောင်းအရာပေါ့နော် တခြားသောအစ်စ်အစ်စ်ဥပဒေတွေတုံးတယ်တသက်လုံးတုံးလာခဲ့တဲ့95ကကြီးလို့ဥပဒေမျိုးတွေကိုတုံးပြီးတော့လှုပ်တယ်လို့အစ်စ်အစ်စ်ဥပဒေပေါ့နော်ဒီအကြမ်းဖက်မှုတိုက်ဖြတ်ရေးတို့ရွေးကောက်ပွဲအဲကာကွယ်ရေးတို့စတဲ့အဲ့ဥပဒေတွေတုံးတယ်အဲ့ဒီအပြင်ကို digital platform မှာလည်း cyber နဲ့ပတ်သက်တဲ့ပေါ့နော် cyber security အကြောင်းပြချက်နဲ့ဒီအစ်စ်သော digital ဥပဒေတွေနဲ့ဒီတရင်သမားတွေရဲ့လုတ်ပိုင်ခွင့်တွေကိုကန့်တတ်တယ်တရင်သမားတွေကိုဒုက္ခပေးတယ်ပေါ့နော်အဲ့တော့ဟို နီးပေါင်းစုံနဲ့သတင်းလွတ်လပ်ခွင့်နဲ့လူတို့ရဲ့တည်ပိုင်ခွင့်ပေါ့နော်ကျွန်မကဟိုသတင်းသမားတွေရဲ့ရပိုင်ခွင့်လို့ဟိုမြင်တာထက်လူတို့ရဲ့တည်ပိုင်ခွင့်ရောဒုက္ခပေးတယ်လို့ပို့ပြီးတော့မြင်နေသူဖြစ်တဲ့ခါကျတော့လူတို့ရဲ့တည်ပိုင်ခွင့်ဟာအင်မတန် ကြက်အသေးဖြစ်ရတယ်ပေါ့နော်တရင်သမားတွေစီကနေတိကွင်းကလည်းအင်မတန်ခက်ခဲတဲ့အနေအထားကိုရောက်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဖြစ်လာနိုင်တဲ့ NDA တွေကအဲကျမတို့မြန်မာနိုင်ငံသူနိုင်ငံသားတွေတင်မကတော့ဘူးပေါ့နော်အခုဆိုလို့ရှိရင်အဲကဘာ ကကောင်မှမျက်စိစူးလာရပြီဖြစ်တယ်ပေါ့နော် online scam လို့ခေါ်ရဲပေါ့နော်ဒီအဲလိမ့်လည်မှုပေါ့နော်ဒီ internet ပေါ်ကနေအခြေခံတဲ့လိမ့်လည်မှုကိစ္စတွေအရဆိုလို့ရှိရင်ကျမတို့တွေကိုတင်ထိခိုက်တာမဟုတ်တော့ဘဲနဲ့ဟလာတကဘာလုံးမှရှိတယ်မြည်သည့် online သုံးတဲ့လူသားအောင်မဆိုထိခိုက်တာဖြစ်နေပြီအဲ့ဒီအတွက်ကြောင့်မလို့ပေါ့နော်ဒီလိုဟိုပြည်တွင်းဟလာဒီအနေအထားတွေကိုပေါ်ပြတဲ့ရေးသားတဲ့သတင်းတွေကိုဖတ်ခွင့်မရတာနဲ့အမျှ ဆုံးရှုံးရမယ့်သူတွေဒီမြန်မာနိုင်ငံသူနိုင်ငံသားအပါအဝင်ကဘာသူကဘာသားတွေဖြစ်နေတယ်ဆိုတဲ့ကိစ္စပေါ့နော်ဒါကြောင့်မလို့ဟိုမြန်မာနိုင်ငံရဲ့သတင်းလွတ်လပ်ခွင့်အနေအထားဟိုပေါ့ပေါ့မတွေးစေချင်ဘူးအဲသူတို့ကိစ္စပဲလို့မမြင်စေချင်ဘူးလို့ကျွန်မပြောခဲ့ပါတယ်ဟုတ် ဟုတ်ကဲ့ပါလွတ်လပ်မှုနဲ့လုံခြုံမှုဟာဇတူအရေးပါတယ်ပေါ့နော်ကျမတို့ကလွတ်လပ်ဖို့ပြောတဲ့အခါမှာ လုံခြုံမှု မပါခဲ့ရင်လည်းဒါဟာဗယံပရာဖြစ်မှုပဲဖြစ်သွားမယ်ပေါ့နော်အဲ့တော့လုံခြုံမှုလို့ပြောတဲ့အခါမှာလွတ်လပ်မှုမပါခဲ့ရင်လည်းအဲ့ဒီလုံခြုံမှုဟာအကျဉ်းကျက် ကြမှုပဲဖြစ်သွားမယ်ပေါ့เนาะအဲထောင်ထဲကလူတွေလုံခြုံနေတာပဲပေါ့လေเนาะဆိုဘာမှဘာမှမဖြစ်တော့ဘူးလို့ယူဆရတယ်ဒါပေမဲ့အခုချိန်မှာတော့မဟုတ်ပါဘူးပေါ့เนาะဆိုတော့အဲ့ဒီသဘောပါပဲအဲ့တော့လွတ်လပ်မှုရောလုံခြုံမှုရောဇာတူအရေးပါပြီးတော့ဇာတူရနေမှသာလင်ကျွန်တော်တို့ကလူတယောက်အနေနဲ့လူသားတယောက်အနေနဲ့ပေါ့เนาะသူ့ရဲ့ဂျမာကိုသူဖန်တီးနိုင်ခွင့်ဆိုတာအဲ့ဒီအဲ့ဒီဂျမာရတာပေါ့เนาะ အဲ့ဒီကြမှာစရတယ်အဲ့တော့လူသားတယောက်အနေနဲ့ဖြစ်စီဟလာလူမျိုးတစ်မျိုးအနေနဲ့ဖြစ်စီနိုင်ငံတကာနိုင်ငံအနေနဲ့ဖြစ်စီကိုယ့်ကျမကိုယ်ဖန်တီးနိုင်ဖို့ဆိုတာလွတ်လပ်မှုရောလုံခြုံမှုရောဇာတူရမှာဖြစ်မယ်ပေါ့အဲ့တော့အခုအခင်းချင်းမှာဆိုလို့ရှိရင်အားလုံးမြင်နေရတယ်ဟလာစစ်အာဏာရှင်စနစ်ကကျမတို့ကိုလွတ်လပ်မှုကိုလည်းမပေးဘူးလုံခြုံမှုကိုလည်းမပေးဘူးပေါ့နော်လုံခြုံမှုကိုပေးတယ်ဆိုလို့ရှိရင်တောင်မှအဲသူတို့စိတ်တိုင်းကျလွတ်လွတ်လပ်လပ်နေထိုင်ပြောဆိုမှုမရှိတဲ့သူတွေကိုကွပ်ပြီးပေးထားတဲ့လုံခြုံမှုမျိုးဖြစ်နေလိမ့်မယ်ပေါ့နော် တော့လွတ်လပ်မှုကိုပေးတယ်ဆိုလို့ရှိရင်လေသူတို့စိတ်တိုင်းကြပြောတဲ့သူတွေကိုဒါလွတ်လွတ်လပ်လပ်ပြောခွင့်ပေးတာဖြစ်နေတယ်တဲ့သူတို့စိတ်တိုင်းကြမပြောဘူးဆိုရင်လုံခြုံမှုမရှိတော့ဘူးပေါ့เนาะအဲအဲ့လိုပုံစံမျိုးဖြစ်နေတယ်ဆိုတော့ဒါကဟိုတိတ်တိတာတဲ့ကိစ္စပဲပေါ့เนาะဒါကြောင့်ကျွန်တော်တို့ကဟိုတိုက်ပွဲဝင်တဲ့အခါမှာလွတ်လပ်မှုရောလုံခြုံမှုရောလုပ်ဖို့လိုတယ်တော်လှန်ရေးဘက်ကသူတွေကလည်းဒီသဘောတရားတွေကိုပို့ပြီးတော့ဟိုဥထိတ်ထားဖို့လိုတယ်ပေါ့เนาะလွတ်လပ်မှုကိုအဲ တိုက်တဲ့အခါတောင်းတဲ့အခါဟိုရယူဖို့ကြိုးစားတဲ့အခါတွေမှာတခြားတစ်ပါးသောသူတွေရဲ့လုံခြုံမှုတွေကိုလည်းထက်သွင်းတက်ချက်ရတယ်ဆိုတဲ့အားလေးကိုပေါ့မမေ့ကြဘူးလိုတယ်လို့မြင်ပါတယ်ထူးတလဲတော့မရှိတော့ပါဘူးကျွန်မကတော့ဟိုလူတွေအကုန်လုံးကို မြင်စေချင်တာကတကယ် အကြက်အသေးကိုအတူတကွာလက်တွဲပြီးဖြည့်ရှင်းစေခြင်းနဲ့တကိုးရေထွက်ပေါက်မျိုးတွေနဲ့ပေါ့နော်အလုံးလို့ကျမတို့ရတဲ့အနေအထားမဟုတ်ဘူးဆိုတာကိုသိစေခြင်းနဲ့အားလုံးစုပေါင်းပြီးတော့မှအကျမတို့အဖြေတစ်ခုကိုရှာဖို့လိုတယ်ဆိုတာကိုနားလည်စေခြင်းနဲ့အဲ့အတွက်ကြောင့်မလို့တယောက်ကိုတယောက်ပေါ့နော်အပြစ်တင်ဝေဖန်ပြီးတော့ချာနင်းနေကြမယ်အစားတယောက်လက်တယောက်တွဲနိုင်တဲ့လောက်တွဲဖို့လို့ပေါ့နော်တယောက်ကိုတယောက်အမျက်အီမရှိပေါ့နော်ကြည်ပြူနိုင်ကြဖို့ ပို့ပြီးတော့အရေးကြီးတယ်ဆိုတာကိုပဲကျွန်မပြောချင်ပါတယ်လို့